မင်္ဂလာပါကျွန်တော်ချက်တော့ခုနှစ်သားသည့်မိတ်ဆွေများအားလုံးကိုစင်ပြာကြည်သာရှင်လန်းအေးချမ်းသာကြပါစေလို့ဥစွာနှုတ်ခွန်းဆက်သပါရစေကျွန်တော်ကတော့ဆရာမျိုးရင်းချစ်ပါနေ့စဉ်နေကောင်းရတာအကြောင်းပြောပြပေးနေတာဖြစ်ပါတယ်2025ခုနှစ်မလ23ရက်1386ခုနှစ်တပေါင်းလိုက်ကျော်70ရက်တနင်္ဂနွေနေ့ဖြစ်ပါတယ်ဒီကနေ့ကနေကောင်းရတာရပြောရမယ်ဆိုရင် နေကောင်းရက်ကောင်းနေကောင်းရက်တာဖြစ်တယ်လို့ပြောမှာဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့ရက်တကွန်ရက်ကောင်းရက်တိကျော်ရက်ရစာရက်ကောင်းနေစုံနေတဲ့နေ့ရက်တည်းရဖြစ်ပါတယ်။မြေကန်အပြင်ပြောမယ်ဆိုရင်တော့ဘလူးမြေကန်ပျက်စီးဆုံးရှုံးစေလိုက်တဲ့မြေကန်ဖြစ်ပါတယ်။ဒါပေမဲ့ကျွန်တော်တို့ရက်တကွန်ရက်ကောင်းရက်တိကျော်ရက်ရစာဖြစ်နေတဲ့အတွက်အဲ့ဒီအစိုးညံ့နေပြပြပြီးအလွန်ကောင်းတဲ့ နေကောင်းရတာနေ့တနေ့လို့ပြောရမှာဖြစ်ပါတယ်ဒီကနေ့မှာရေတွင်းရေကန်တူးတာလက်ထက်စာချုပ်တွေချုပ်ဆိုတာစစ်စစ်ကြောင်းလန်းတဲ့ဇကားတွေပြောတာနိုင်ငံခြားခီးကိစ္စတွေဆောင်ရွက်တာပနဲ့ရိုက်တာပနဲ့တင်တာကြောင်းမြေရဏာတူးဖော်တာစီးပွားရေးတွေစတင်လှုပ်ဆောင်တာငွေကြေးကိစ္စတွေဆောင်ရွက်တာကွန်ဆောင်မိခင်တွေဘိုက်ခွဲမွေးဖွားတာ အစရှိတဲ့ login မင်္ဂလာကိစ္စတွေအားလုံးအေးအေးချမ်းချမ်းနဲ့လုပ်ကင်ဆောင်နိုင်တဲ့နေ့တနေ့လို့ပြောပြပေးတာဖြစ်ပါတယ်။ဒါပေမဲ့ကျွန်တော်တို့လူလောကသဘာဝအရာဘယ်လိုပဲနေကောင်းရတာဖြစ်ပေမဲ့အတိုက်ခိုက်အနေရတွေကအများကြီးတွန်တွဲပါနေတာအနောက်ရှက်တွေကရှိနေတာအဟံတားတွေကကြုံရတာအဲ့ဒီလိုမျိုးတွေအနောက်ရှက်အဟံတားအခက်အခဲတွေကနေကြော်လွန်ပြီးတော့ အေးချမ်းချမ်းနဲ့လှုပ်ဆောင်နိုင်တဲ့အပမင်းတွေကပြောပြပေးတဲ့အစ္ဆာတရားရေရရာကိုလမ်းညွှန်ပေးခြင်းပါတယ်ဒီကနေ့အတွက်မေမြုတ်ကန်းကော်တပြေသုံးညွန့်စီကိုခြီကျိုးနဲ့ပတ်ချပြီးတဲ့အခါအိမ်ဖျားမှာပဲဖြစ်စီနိဆရာဖျားမှာပဲဖြစ်စီရင်နဲ့အောင်သေးသေးချာဆွတောင်းပြီးတော့လှူဒန်းလှုပ်ဆောင်ပါဒါဆိုရင်ကို့မှာရှိနေတဲ့ ကြုံတွေ့နေရတဲ့အခက်အခဲတွေအနောက်ဆက်တွေအဟန္တာတွေကနေလွတ်မြောက်ပြီးအေးချမ်းရတဲ့အောင်မြင်မှဖြစ်တဲ့အကြောင်းပြောပြပေးလိုက်ပါတယ်ဒီတဘောင်းလာမှာအင်ဆောက်မယ်ဆိုရင်အင်ဆောက်တဲ့အင်ရှင်တွေကစီဝါယရဏာတိုးတက်လာတာမျိုးငွေကြေးပြီးဆုံးချမ်းသာတာမျိုးအဖို့တန်ယရဏာတွေပန်ဆန်ရတာမျိုးဖြစ်တတ်ပါတယ်တဘောင်းလာမှာလက်ထပ်မယ်ဆိုရင်တော့တက်တက်တဲ့ဇင်းမြောင်နှံတွေက မိသားစုတွေခွဲခွာနေရတာအိမ်အောင်ရေးအဆင်မပြေတာကွဲကွာသွားတာမျိုးဖြစ်တတ်တယ်လို့သားသမီးတွေနဲ့လည်းခွဲခွာနေရတတ်ပါတယ်သားသမီးတွေနဲ့ကွဲကွာနေရတဲ့နေရတတ်တဲ့အခြေအနေမျိုးဖြစ်နေတတ်ပါတယ်တပေါင်းလာမှမွေးတဲ့သားယောက်ျားလေးတွေကစိတ်ဓာတ်ကြည်ကြင်မြတ်တာစိတ်တည်မင်္ဂလာနဲ့ပြည့်စုံတဲ့သားရတနာတွေဖြစ်တတ်ပါတယ် တပေါင်းလာမှမွေးတဲ့သမီးရဏာတွေဆိုရင်တော့အရာရှိအရာကန်းနဲ့အိမ်အောင်ကြတာတတိနဲ့အိမ်အောင်ကြတာတတိကတော့ဖြစ်တတ်တာမင်းကတော့ဆိုးကတော့ဖြစ်တတ်တယ်လို့ပြောပြပေးတာဖြစ်ပါတယ်လာစုပ်ဆယ်ရက်နေမှာလိုက်ပြီးကျဆယ်နေမှာမွေးဖွားတဲ့သားသမီးတွေကစိတ်တဘောတာနူးညံ့တာ စိတ်သဘောဓာပြေဝတာဘာသာတရားလေးစားတာတရားပြေဝရတဲ့သူမျိုးဖြစ်တတ်ပါတယ်ဒီကနေ့မှာတနင်္ဂနွေနေ့မှာအိမ်ဆောက်မယ်ဆိုရင်အစာအုပ်တွေစပြန်ဆောက်လုပ်မယ်ဆိုရင်ဆောက်လုပ်တဲ့အိမ်ရှင်တွေအတွက်စိတ်တော့ကတွေဖြစ်ရတတ်တာစိတ်ဆင်းရဲတွေကြုံရတတ်တာမျိုးတွေဖြစ်တတ်ပါတယ် ဒီကနေ့အတွက်လက်ဆောင်ရည်ရပေးရမယ်ဆိုရင်ငွေကြေးလက်လာပါတွေပွင့်ဖို့ငွေကြေးကိစ္စတွေအဆင်ပြေဖို့ငွေကြေးနဲ့ပတ်သက်တဲ့မြန်အားလုံးအဆင်ပြေအောင်မြင်ဖို့ဆိုရင်ကံကောပွင့်ငါပွင့်ကိုကန်ဆောင်ပြည့်တဲ့အခါအရှိရက်ကိုမျက်နှာမူပါရင်ထဲရောက်အောင်တည်တည်ကြကြဆူတောင်းပါတပွင့်ကိုဆောင်းသွားပါ ကြံပွင့်တွေကိုမြတ်စွာဘုရားကိုလှူပါအဲ့ဒီလိုမျိုးလောက်ကန်ဆောင်ရမယ်ဆိုရင်တနေ့တာငွေကြေးကိစ္စနဲ့ဆက်နွယ်တဲ့ကိစ္စတွေအားလုံးအေးချမ်းချမ်းနဲ့အောင်မြင်မှာဖြစ်တဲ့အကြောင်းပြောပြပေးလိုက်ပါတယ်ကျွန်တော်တို့လူလောကသဘာဝအရအမြဲတစေကြုံတွေ့နေရတဲ့တဲ့အိမ်တော်ရေးတွေအခြေရေးတွေနှလုံးသားရေးရတွေတက်ဆိုရင်တော့တပြေးချောင်းညုံကိုကန်ဆောင်မှာမြောက်ရက်ကိုမျက်နှာမူပါ ရင်နဲ့ရောင်သေးသေးကြဆူတောင်းပါအဲ့ဒီလိုဆူတောင်းပြီးတော့တညွန့်ဆောင်းသွားပါကျန်နာဖျောက်လှူပါအဲ့လိုမျိုးဆောင်ရွက်သွားမယ်ဆိုရင် အချီရေးအိမ်အောင်ရေးနှလုံးသားရေးတွေအားလုံးအေးချမ်းချမ်းနဲ့အောင်မြင်မှာဖြစ်တဲ့အကြောင်းပြောပြပေးလိုက်ပါတယ်ကျွန်တော်တို့တွေလူလောကလူတွေကအချီရေးကြလဲအစဉ်ပြေခြင်းနဲ့အိမ်အောင်ရေးလက်သားရခြင်းနဲ့ငွေကြေးလက်လာပါတွေလည်းဝင်ခြင်းနဲ့ကျန်တဲ့လုပ်ငန်းကိစ္စတွေလည်းအေးချမ်းချမ်းအောင်မြင်ပြီးမြောက်ဖြစ်ခြင်းနဲ့အဲ့ဒီလိုမျိုးတွေ ရှိနေတဲ့အတွက်အဲ့ဒီကိစ္စတွေအားလုံးတနေ့တာလုပ်ငန်းကိစ္စတွေအားလုံးအေးချမ်းချမ်းနဲ့အောင်မြင်ဖို့ဆိုရင်ကျွေးပကံများတစ်ချက်တည်းမှာပန်းသီးထဲပါဂန်းကော်ပွင့်ထဲပါတပြေညွန့်ထဲပါပန်းသီးပေါ်မှာအဖြူရောင်ဖျောင်းနိုင်စိုက်တင်ပြီးတော့မြောက်စာဖျားကိုလှူပါ ရင်နဲ့ရအောင်တည်တည်ကြာဆူတောင်းပြီးတော့ဆောင်ရွက်ပါအဲ့လိုမျိုးရင်နဲ့ရအောင်တည်ကြာဆူတောင်းပြီးဆောင်ရွက်လိုက်မယ်ဆိုရင်တနေ့လာကိစ္စတွေအားလုံးအေးချမ်းချမ်းနဲ့အောင်မြင်မှာဖြစ်တဲ့အကြောင်းပြောပြပေးလိုက်ပါတယ်ကျွန်တော်တို့တွေအညော့အခက်တူရှာအခက်တဲ့အခါမျိုးအလုံငန်းကိစ္စတွေကအရေးပေါ်ဆောင်ရွက်ရတာမျိုးကိုကဘာသာကြားဖြစ်နေတာမျိုးဆိုရင်တော့ပဝါပဲဖြစ်ဖြစ်အင်ကြီးပဲဖြစ်ဖြစ်အောက်ထုပ်ပဲဖြစ်ဖြစ်မင်းကလေးတွေအတွက်လက်ကန်အိတ်ပဲဖြစ်ဖြစ် အဝါရောင်လိမ္မော်ရောင်ရရအရောင်ကိုယူဆောင်ပြီးတဲ့အခါမြောက်ရောက်ကိုမျက်နှာမူပါရင်နဲ့ရောင်တေးသေးကြဆူတောင်းပါအဲ့ဒီလိုဆူတောင်းပြီးတော့ဆောင်ရွက်သွားမယ်ဆိုရင်ဒီနေ့တာကိစ္စတွေအားလုံးအေးချမ်းချမ်းအောင်မြင်မှာဖြစ်တဲ့အကြောင်းပြောပြပေးလိုက်ပါတယ်ဒီကနေ့အတွက်ကံကောင်းစိုးမိုးစေတဲ့ကဏ္ဍကတော့3.5တုံညာကဏ္ဍဖြစ်ပါတယ်ဒီကဏ္ဍကကျွန်တော်နှလုံးသုံးလုံးတက်ပြတာမဟုတ်ပါဘူးဒီကနေ့မှာ ငွေကြေးကစားတွေဆောင်ရမယ်စီးပွားတွေလှုပ်ဆောင်မယ်ဆိုရင်ဒီကဏ္ဍတွေကတနေ့တာကံကောင်းစုံမွန်စေတဲ့စုံမွန်နေတဲ့ကဏ္ဍဖြစ်တဲ့အတွက်ဒီကဏ္ဍတွေနဲ့တိုက်ဆိုင်ညှိနှိုင်းပြီးတော့စီးပွားတွေလှုပ်ဆောင်မယ်ငွေကြေးကဏ္ဍကိန်းကဏ္ဍတွေဆောင်ရမယ်ဆိုရင်ကို့အတွက်ကံတာစီရောက်ဖို့ပြောပြပေးလိုက်တာဖြစ်ပါတယ်ကျွန်တော်ချက်တော့ခုနသားမိမိတ်ဆွေများအားလုံးကိုစိတ်နှပြကြည်သာရှင်လန်းအေးချမ်းသာယာကြပါစေ